မင်္ဂလာပါရှင်။ PPTV ရဲ့အပတ်စဉ်တက်ဆက်ပေးနေကြသတင်းလာချင်းလာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ကျမတော့ချူပါ။ပြည်သူတွေကြားမှာပြန့်နေတဲ့သတင်းမှားတွေ၊အချက်လက်မှားတွေနဲ့အကြောင်းအရာမှားတွေကိုစစ်စစ်ပြီးတော့ဘေဟာကသတင်းမှာဘေဟာကချင်းဆိုပြီးတော့တက်ဆက်ပေးသွားမှာပါ။ပြည်သက်တွေအနေနဲ့လည်းဖတ်ရှုလိုက်ရတာတွေ၊မြင်တွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုသတင်းလာချင်းလာသိချင်ရင်တော့ comment တွေမှာဝင်ရောက်ရေးသားမေးမြန်းနိုင်ပါတယ်ရှင်။ဒီဒီဘက်အတွက်တက်ဆက်ပေးမှာတွေကတော့ AA စစ်ဦးစီးချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်က PDF အဖွဲ့တွေကစစ်ကောင်စီကိုတော်လန်လာမဟုတ်ပဲနဲ့လက်နက်မဲ့အရက်သားတွေကိုတော်လန်နေရလို့ပြောကြားခဲ့တယ်ဆိုရချင်းဘန်ကောက်မြို့မှာအမြန်လန်းပေါ်ကဆောက်လုပ်ဆဲတံတားပြိုကျမှုကြောင့်သေဆုံးသူတွေထဲမှာတော်လန်ရေးထောက်ခံသူ၃ဦးပါဝင်တယ်ဆိုတဲ့သတင်းမှလည်းမိုးပြည့်မြို့မှာ KNTF ကပြည်သူနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့ချင်းကြောင်းရတွေပါပဲ။ ဆေးရနာရှင်အစိုးရကဆက်ဆက်ကတော်လှန်ပုံကန်ကြသူတွေကိုညှိနှိုင်းဆွေးနွေးဖို့မလိုတဲ့ရံဘတ်တွေဖြစ်နေတတ်မှတ်ပြီးရောစေအေးရကြီးမားသော တုံ့ပြန်မှုတွေနဲ့အတူသတင်းမှားတွေနဲ့လှုပ်ကြံဖန်တီးတိုက်ခိုက်ကြတယ်လို့အာရခတက်တော်အေးကမက်လ16ရက်မှာအသိပေးထုတ်ပြန်ခဲ့ပါတယ်ဒါကစစ်ကောင်စီလော်ဘီတွေရဲ့ပြည်သူတွေအပေါ်ချင်းထင်နေမှုကိုတိတိပပသတိပေးလိုက်တာပါအခုလိုအေးကထုတ်ပြန်ထားပြီးရောမကြပါဘူးစစ်ကောင်စီလော်ဘီတွေကအင်းအင်းနဲ့ပတ်သက်တဲ့ချင်းတစ်ခုဖြန့်ချိန်လိုက်ပါတယ် အဲ့ဒါတော့ AA စစ်ဦးစီးချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်က PDF အဖွဲ့တွေကစစ်ကောင်စီကိုတော်လှန်တာမဟုတ်ပဲနဲ့လက်နက်မဲ့ရဲသားတွေကိုတော်လှန်နေရလို့ပြောကြားခဲ့ဆိုပြီးရေးသားဖြန့်ချိနေရပါ။အဲ့ဒီ post ကိုဇင်မင်းထက် Facebook အကောင့်ကနေပြီးဖြန့်ချိနေရပါရှင်။အဲ့ဒီ post ရဲ့ပြန့်နှံ့မှုက comment 33နဲ့ share ရတော့253ရှိရတွေ့ရပါတယ်။အကြောင်းအရာစစ်စစ်ကြည့်အခါမှာလည်းလွှဲမှားနေပါလိမ့်ရှင်။ ခုဖြန့်ချိန်နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ match လ16ရက်ထုံး AA ရဲ့ထုတ်ပြန်ချက်မှာမတွေ့ရှိရသလို AA ရဲ့တရားဝင်သတင်းထုတ်ပြန်တဲ့ Telegram တွေ website တွေမှာလည်းထုတ်ပြန်ထားတာမတွေ့ရပါဘူး။နိုင်ငံနဲ့စစ်ရှုံးနေတဲ့စစ်ကောင်စီက PDF တွေကိုပြည်သူတွေအထင်မြင်လွဲမှားစေဖို့အတွက်နဲ့ရှင်းရွယ်ပြီးတော့မဟုတ်မမှန်တွေရေးသားဖြန့်ချိနေရပါဇင်မင်းတဲ့ Facebook ကဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းအဆအဆုံးလုံခြံဖန်တီးတိဆက်ချက်ဖြစ်နေအောင်တွေ့ရပါလိမ့်ရှင် စ်ကောင်စီရဲ့အာရမစစ်သားစုဆောင်းတာတွေကိုရှောင်မှုအတွက်နဲ့နိုင်ငံမှာစီးပွားချွတ်ချုံကျနေတဲ့အတွက်အလောက်ကန်ရှားပောင်းနေရပြီးကြောင်းပြည်ပနိုင်ငံတွေမှာမြန်မာနိုင်ငံသားတွေတန်းနဲ့ချီပြီးရောက်ရှိနေပါတယ်။ဒီလိုမျိုးရေချမ်းမြေချမ်းမှာအလုံလုံနေတဲ့မြန်မာနိုင်ငံသားတွေကမတော်တဆမှုကြောင့်တေဆုံးခဲ့ရတာကိုစစ်ကောင်စီလော်ဘီတွေကနိုင်ငံရေးအမျက်ထုတ်ပြီးတော့မဟုတ်မမှန်ဖြန့်ချီမှုတွေလုပ်နေတာကိုလည်းတွေ့ရပါတယ်။ အဲ့ဒါတော့စစ်ကောင်စီလော်ဘီ True Media Telegram Channel ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာအမြန်လန်းပေါ်ကဆောက်လုပ်ဆဲတရားပြူကြမှုကြောင့်တေဆုံးသူတွေထဲမှာတော်လန်ရေးထောက်ခံသူ၃ဦးပါဝင်နေဆိုပြီးတော့ရေးသားဖြန့်ချိနေရပါ။အဲ့ဒီ post ရဲ့ပြန့်နှံ့မှုက like 106နဲ့ view ကတော့1100ရှိရတွေ့ရပါတယ်ရှင်။အကြောင်းအရာကိုစစ်စစ်ကြည့်အခါမှလည်းလွဲမှားနေပါတယ်။ လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာကဗန်ကောက်မြို့အမြန်လမ်းပေါ်ကဆောက်လုပ်စဲတံတားပြိုကျမှုကြောင့်တည်ဆုံးသူတွေထဲမှာထိုင်းအင်ဂျင်နီယာ2ဦးပါဝင်ထိုင်းနိုင်ငံသား3ဦးနဲ့မြန်မာနိုင်ငံသား3ဦးပါဝင်တယ်လို့သာဖော်ပြခဲ့တာပါအဲ့ဒါကိုစစ်ကောင်စီလော်ဘီတွေကတော်လည်ရေးထောက်ခံသူတွေတေဆုံးပါရဆိုပြီးတော့မဟုတ်မမှန်ရေးသားဖြန့်ချိနေရပါပဲဒီလိုရေးသားဖြန့်ချိမှုရဲ့နောက်ဆက်တွဲအဖြစ်နဲ့တေဆုံးသူတွေရဲ့မိသားစုဝင်တွေကစစ်ကောင်စီကအရမ်းအရေးယူမှုတွေလှုပ်ဆောင်လာနိုင်တာပါ အဲ့ဒါကြောင့်စစ်ကောင်စီ lobby တွေမဟုတ်မမှန်ကြီးသားချက်ကိုစစ်စစ်ဖော်ပြလိုက်ရတာပါရှင်။ True Media Telegram Channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်ပြုတ်ပြင်စစ်မဲ့တိဆက်ချက်ဖြစ်နေအောင်တွေးရပါတယ်။စစ်ကောင်စီလိုပြီးမိုင်းဝေ Telegram Channel ကတော့တတိမှတစ်ခုတင်ပြီးပြည်သူတွေချင်းထည့်နေပါတယ်။ အလားတော့ရှမ်းကရင်နီပြည်နယ်အဆက်မှာရှိတဲ့မိုးပြဲမြို့မှာ KNDF ကပြည်သူနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့ဆိုပြီးရေးသားဖျက်ချီနေရပါ။အဲ့ဒီပိုဆယ်ပြည်နယ်မှာလိုက်382နဲ့ပြီးတော့2900ကျော်ရှိရတွေ့ရပါတယ်ရှင်။အကြောင်းအရာစစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမှားနေရအောင်တွေ့ရပါတယ်။ လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့တည်ထောင်နာတွေမှာကမိုးပြဲမြို့တိုက်ပွဲမှာစစ်ကောင်စီကမီးလောင်ဘုံးတွေနဲ့နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေရကြောင်းပြည်သူ့နေအိမ်တွေကမီးလောင်ပျက်စီးခဲ့ဆိုပြီးဖော်ပြခဲ့တာပါမိုင်းဝင် Telegram Channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းလှည့်ဖြောင်းမှိုင်းသောတိဆက်ချက်ဖြစ်နေရအောင်တွေ့ရပါတယ်ရှင်။အခုတင်ဆက်ခဲ့ရပြီပေါ့ပြည်သက်တွေအနေနဲ့ကျင်းလက်နှစ်သိမ့်မယ်လို့မျှော်လင့်ပါတယ်။ ောက်လာမယ့်အပတ်တွေမှာလည်းသတင်းမှားတွေခြင်းတွေကိုဘယ်လိုမျိုးရှာဖွေစစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါအောင်နော်။ပရိသတ်တွေအနေနဲ့လည်းစီစဉ်ချင်တဲ့အကြောင်းအရာတွေရှိရင် message box ကနေတဆက်ဆက်သွယ်နိုင်ပါတယ်။အဲ့လိုပေးပို့လာတာတွေကိုကျမတို့ဖွဲ့သားတွေကရှာဖွေစစ်ပေးသွားမှာဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးသတင်းလာချင်းလာခွဲခြားသိမိပြီးစစ်ကောင်စီလော်ဘီတွေရဲ့ချင်းထက်ခံရခြင်းပေးရနေကင်းဝေးပျော်ရွှင်နိုင်ကြပါသေးရှင်